နျူကလ িয়ার ဆက်လက်နက်တွေဖြစ်ခတ်နိုင်တယ်ဆိုတဲ့ F-35A တိုက်လေယာဉ်တွေကိုဝယ်ယူမယ်ဆိုပြီးတော့ဗြိတိန်နိုင်ငံကကြေညာပါတယ်။နျူကလ িয়ার လက်နက်တွေတက်ဆင်ဖြစ်ခတ်နိုင်တဲ့ American လို့ F-35A တိုက်လေယာဉ်ဆက်လက်စီးဝယ်သွားမယ်လို့ဗြိတိန်အစိုးရကတီးပြုတ်ကြေညာခဲ့ပါတယ်။နေသားလန်နိုင်ငံဒီဟိတ်မှာပြတော့တဲ့ NATO စစ်မဟာမိတ်နိုင်ငံထိပ်သီးညီလာခံမှာပြတင်းဝကြီးဥစကီယာစတာမာက American ရဲ့ Lockheed Martin ကုမ္ပဏီကထုတ်တဲ့ F-35 တိုက်လေယာဉ်တွေဝယ်ယူမဲ့အကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ် ဗြိတိန်အင်းနဲ့လည်းသူတို့ရဲ့စစ်အာကိုဖြည့်တင်းဖို့လိုပြီးရုရှားရဲ့ချင်းချောက်မှုတွေကြောင့်အခုအခါမှာနျူကလ িয়ার စွန့်ရင်တုံးဂျင်းငိုသင်းမိုးတွေကိုပါတိဆောက်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ဗြိတိန်ဟာရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ F-35 ကြီးတိုက်လေယာဉ်မျိုးကွဲတွေတဲကမှ down light တက်ဆင်းပြုလုပ်နိုင်တဲ့ပြီးတော့ပြေးလည်အတူတာလိုအပ်တဲ့ F-35B တိုက်လေယာဉ်တွေကိုလည်းဝယ်ယူအသုံးပြုနေပြီးသားပါ။အခု ထပ်ပြီးဝယ်မယ့် F-35A ဟာတော့ ပုံမှန်ပြေးလက်နေမှာအတက်အစင်းပြုတ်လို့မှာဖြစ်ပြီးစစ်လက်နဲ့လည်းပုံမူတည်ယူနိုင်စွမ်းရှိတယ်လို့သိရပါတယ်။အရေးကြီးဆုံးအချက်ကအဲ့ဒီ F-35A တွေဟာတမယိုးကျစစ်လက်နက်တွေသာမကပဲနျူကလ িয়ার လက်နက်ကိုပါတက်ဆင်ပစ်ခတ်နိုင်တာဖြစ်ပါတယ်။ပြည်တင်ကလေတက်မှာနျူကလ িয়ার အုံပြုတိုက်ခိုက်နိုင်စွမ်းကိုပေါင်းဆက်ပေးဖို့အဲ့ဒီတက်လီနေဝယ်ယူမှာဖြစ်ပြီးအကျိုးဆက်အနေနဲ့နေတူရဲ့နျူကလ িয়ার စစ်စင်ရေးစွမ်းရည်ကိုပါကုညီချက်ထွင်ပေးနိုင်မယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ လက်ရှိအချိန်မှာဗြိတိန်ဟာနျူကလ িয়ার ထိပ်ဖို့တဲ့ဒုံးကျည်တွေကိုရေငုပ်သင်းမိုးတွေကပဲအခြေစိုက်ပြစ်ခတ်နိုင်စွမ်းရှိပါတယ်။ဥရောပနိုင်ငံတွေမှာတော့ပြင်သစ်ကရေတက်တာမကပဲလေတက်ကိုပါတုံးပြီးနျူကလ িয়ার လက်နက်တွေနဲ့တက်ခတ်နိုင်စွမ်းပိုင်ထားပါတယ်။ခုတော့ဗြိတိန်ကပါအဲ့ဒီလိုစွမ်းဆောင်ရည်ကိုတည်ဆောက်တော့မှာ ဖြစ်ပါတယ်။လေကြောင်းကနေတက်ခတ်နိုင်တဲ့နျူကလ িয়ার စစ်စင်ရေးစွမ်းကြီးပါပိုင်လာတဲ့အခါမှာဗြိတိန်ဟာအကြက်အတဲကာလာမှာအဲ့ဒီလက်နက်တွေကိုလက်တွေ့သုံးဖို့ပုံမှုပြီးတော့အစင်ပြေချုံးမွေမှာဖြစ်တယ်ဆိုပါလေ ပြည်တင်ရောပြင်သစ်ပါမြေပြင်ခြေဆက်နျူကလ িয়ার စစ်နက်နဲ့တော့ပိုင်ဆိုင်ထားခြင်းမရှိပါဘူးနျူကလ িয়ার လက်နက်ကပ်စင်နိုင်တဲ့ F35A တွေသာဝယ်ယူပြီးရင်ပြည်တင်ဟာနေတူရဲ့လေတက်နျူကလ িয়ার မရှင်မှာပါပူပေါင်းသွားမယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်လောလောဆယ်တော့အဲ့ဒီမရှင်အတွက်မဟာမိတ်တပ်လေတွေကိုအမေရိကန်ကဥရောပမှာဖြန့်ကျက်ထားတဲ့ B61 နျူကလ িয়ার ဘုံးတွေတပ်ဆင်ထားပေးပါတယ် F35A တွေဝယ်ယူပြီးလေတက်ရဲ့နျူကလ িয়ার တက်ခတ်ရေးစွမ်းရည်ကိုတိစောက်မဲ့ဆုံးဖြတ်ချက်ဟာ ဒီမျိုးဆက်မှာနိုင်ငံရဲ့အကြီးမားဆုံးနျူကလ িয়ার စွမ်းဆောင်ရည်ဆိုင်ရာအရွေးပဲဖြစ်တယ်လို့ပြည်ထောင်စုကြီးချုပ်ယုံကကြေညာပါတယ်။လက်ရှိမှာအမေရိကန်ရဲ့ B61 နျူကလ িয়ার ဘုံးတွေကိုတည်ယူပစ်ခတ်နိုင်တဲ့တပ်လေယာဉ်တွေကိုတော့ဂျာမနီနဲ့အီတလီပါဝင် NATO ဖွဲ့ဝင်ခုနှစ်နိုင်ငံက ပိုင်ဆိုင်ထားပါတယ်။ပြည်ထောင်မှာရှင်းရင်းဆွဲဖြစ်တဲ့ F35B မျိုးစားတွေကတော့လေယာဉ်တွေသင်းမောတွေမှာအခြေစိုက်နိုင်အောင်ဦးစားပေးတိစောက်ထားတာပါ။ ်နျူကလ িয়ার လက်နက်တွေတက်ဆင်ပစ်ခတ်နိုင်တဲ့စွမ်းရည်မျိုးတော့မရှိသေးဘူးလို့သိရပါတယ်